မင်္ဂလာပါဒီနေ့တော့ရာသီဥတုလေးသားရတဲ့ဆိုတော့ညောင်ရှည်ဘက်ကိုသွားလိမ့်မယ်နော်လမ်းမှာတော့ဘုံကထိန်လဲတဲ့လူတန်းယူတွေ့တယ်ပေါ့ညောင်ရွှေကိုပထမဦးဆုံးရောက်ဘူးတုန်းကကြတော့လေနိုင်ငံသားတွေရှိတဲ့ မျိုးလေးတစ်မျိုးကိုရောက်သွားတယ်လို့ခံစားရတယ်။ကိုကိုမြန်မာနိုင်ငံမှာမဟုတ်ဘူးလို့တော့ခံစားရတယ်။အဲအကြောင်းမို့လို့တောင်ကြီးဘက်ရောက်ပြီဆိုလို့ရှိရင်ညောင်ရွှေဘက်ကိုအမြဲတမ်းတော်တော်လှည့်တယ်။ဒီတစ်ခေါက်လည်းဘာတွေများထူးခြားမလဲဆိုပြီးတော့ညောင်ရွှေမြို့ကိုထပ်ရောက်လာခဲ့တယ်။ ထမဦးဆုံးမိုင်းတောက်တရာဘက်ကိုသွားခဲ့တဲ့ခီးသွွားချိန်ဆိုတဲ့ခါကျတော့ဧည့်သည်တွေကများတယ်။ဒါပေမဲ့ပြဿနာကမိုးရေရွာထားတဲ့အတွက်ကြောင့်မို့လို့ဒီမိုင်းတောက်တရာဒီအစဘက်ကပေါ့နော်ရေမြုပ်နေရေမြုပ်နေတဲ့ခါကျတော့လမ်းလျှောက်ပြီးသွားလို့မရဘူး။ဒီလင်ငယ်လေးတွေနဲ့သူကလှော်ပြီးတော့မှဒီနာနီးတဝိုက်ကိုပေါ့နော် လှက်ပတ်ပေးတယ်ပြီးတော့ဒီမိုင်းတောက်တတာပေါ်တက်ပြီးတော့မှတပ်ပုံရိုက်လို့ရတယ်တယောက်ကို4000ဆိုပြီးခေါ်တယ်ကိုတွေက9ရောက်ဆိုတဲ့ခါကျသွားမလားမသွားရဘူးလားစဉ်းစားနေရအဲဒီချိန်မှာတယောက်ကို3000ပဲပေးပါဘာညာနဲ့ဘီနာလာကက်ပြောတဲ့ခါကျတော့ကိုတွေ4ယောက်ကလိုက်ခဲ့တယ်လော်တဲ့ NDE ကိုချောင်းနဲ့လော်လို့တက်လာလို့မိတာလော်တက်တယ်တဲ့အဲ့နဲ့သူခြေချောင်းနဲ့လော်ပြတယ်ပြဿနာမရွေ့ဘူးကိုတွေ weight က၄နေတယ် နောက်တော့ तू อ่ะအဲ့အနီတဝိုက်နဲ့ဒီကြာကန်ရှိတဲ့ဘက်ကိုပေါ့နော်လိလော်ပေးတယ်လော်ပေးရင်းနဲ့မှအဲဒီရွာတဲ့ကိုပတ်ကြည့်မလားနောက်ထပ်တတောင်းမဲ့ပေးဆိုပြီးတော့မှပြောတော့โอเคရောက်တုံးရောက်ခိုက်ကိုတွေသွားမယ်ပေါ့အဲခရီးထွက်ပြီဆိုလို့ရှိရင် budget trip နဲ့သွားရဲဆိုပေမဲ့လည်းအဲ့လိုပဲရောက်တုံးမှစားမယ်ရောက်တုံးမှသွားမယ်ဘာဖြစ်လဲဆိုတဲ့ဟာမျိုးတွေကပိုကုန်နိုင်ပေါ့နော်ကိုတွေကလည်းအင်းနဲ့ဒီလဲဖို့အစီအစဉ်မရှိတဲ့အခါကျတော့ဒီ ရွာတဲကိုပတ်ပြီးတော့မှမောင်းနာကိုပဲလိုက်ပတ်ပြီးကြီးခဲ့တယ်။မိုးကဘယ်လောက်တောင်ကြီးထားလဲဆိုလို့ရှိရင်အခု November ရဲရောက်နေတာတောင်မှအာရေတွေကမြုပ်နေတော့မှ။ ငလျင်လောက်တုံးကတော့အင်းထဲကအိမ်တော်တော်များများအပြူအပြဲနဲ့ဟိုအပြောက်တွေရှိတယ်ပေါ့နော်အခုဒီဘက်တွေကတော့တိတ်ပြီးတော့မထိသွားဘူးလားဒါပြန်ပြန်ဆောက်ထားလားဆိုတဲ့ဟာတော့မမေးလိုက်ဘူးပေါ့နော်စိတ်မကောင်းစရာကိစ္စဆိုတော့တိတ်ပြီးတော့ဘယ်လိုမပြောချင်ဘူးပေါ့ ဒီရွာတယ်လို့ခေါ်မလားအဲ့လိုနေရာတွေတဲရောက်သွားတဲ့ခါကျလေဒီအောက်ကရေကမကြည်တော့ဘူးမကြည်တော့ဘယ်နဲ့ရေကအနက်ရောင်ဘက်တောင်ရောက်နေတယ်လို့ခံစားရတယ်။ပြီးအနက်လည်းနည်းနည်းသိပ်မကောင်းထင်တာတော့မိန်လာစနစ်အကြောက်ပဲလားတော့မပြောတတ်ဘူးပေါ့နော်။ဒီမဲ့ဒေတာခန်နေကတော့ရေချိုးတာတွေ့တယ်ပကံနေစီးနေတာတွေ့ခဲ့တယ်။ဒါလည်းသူတလေးနဲ့သူပဲပေါ့နော်။ ီအဖိုးနဲ့ဖွားကောတဲ့ဟိုဟာ servant စီးတဲ့ boat ကိုလေလုတ်ပြီးစီးနေကြတာအဲ့တော့ကိုင်းခန်းကျင်ဒီတွေစိုက်တဲ့နေရာပေါ့နိုင်ငံသားသားတွေလာရိုက်ကူးသလိုအဲ့ဘော်ရတက်ကြည့်ချင်တယ်ဒါပေမဲ့လည်းမသွားခဲ့တော့ပါဘူး အားလုံးပတ်ကြည့်ပြီးတဲ့အခါကျတော့ခုနက မိုင်းတောက်တတာဘက်ကိုပြန်လာခဲ့တယ်တဒါပေါ်မှာဓပုံရိုက်ဖို့ဆိုပြတဲ့အနေကအချိန်ပေးတယ်အဲ့တော့အေးစစ်စစ်ဓပုံရိုက်ခဲ့ကြတယ် ပြီးတဲ့ခါကျတော့ဒီညောင်ရွှေမြို့တဲကိုပြောင်းဝင်လာပြီးတော့မာရက်မောင်တေးဘက်ကိုသွားမယ်ပေါ့နော်အဲ့ဒီချိန်မှာလမ်းမှာဒီတွေ့ခဲ့တဲ့အင်းလေးအမွေနဲ့ကိုပိုင်းចောင်းပေါ့နော်အဲ့ဒီတဲကိုဝင်မိကြည့်ကြံခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီွှွန်နေရဲ့ဝါးရီနယ်ပဲလှုပ်ထားတာပေါ့နော်ဒါပေမဲ့ဟိုတပုံသွားရတဲ့သူတွေမှာတချို့ပြဿနာရှိခဲ့လားမသိဘူးအဲ့တဲကိုပြီးမရိုက်တော့ဒီ red mountain channel ကိုပဲလာခဲ့တယ် ရမောင်တိန်ချန်ကြီးကလေဟိုးရင်တော့ဆိုအရန်လာတာပြီးကြတော့ခါကျတော့ဒီစက်ယုံငယ်ကိုလည်းဝင်ပတ်ပြီးတော့มาလေးလာခွင့်ပေးတယ်ပြီးတော့มา wine tasting လို့မျိုးပေါ့เนาะအငါးခွက်ပေါ့မတူညီတဲ့ red wine white wine rose sweet wine အဲ့အရာတွေကိုမှသူကအဲ့လိုဘယ်လောက်လဲ9000တောင်လားအဲ့လို charge လုပ်ပြီးတော့มา wine tasting ပေးလုပ်တယ်ဒါပေမဲ့အဲ့ဒါအခုမရှိတော့ဘူးထင်တယ်တခြား food တွေပဲရောင်းရောင်းနေပေါ့เนาะ လှတာကတော့အရင်လိုပဲလှနေတော့မယ်တခြားမှာ food စားဖို့စိတ်ကူးခဲ့တာဆိုတော့ယူတို့တည်အောင်လို့တော့ဈေးနှုန်းလေးတွေကို menu လေးတွေရိုက်ခဲ့တယ် ဇပစ်ချန်တဲ့မှာဓပုံရိုက်ဖို့စိတ်ကူးပေမဲ့လည်းဇပစ်ကအကိုင်းနေရှင်းတာပေါ့နော်အယိုးကြီးဝဲရှိတဲ့ခါကျတော့ဓပုံလည်းဆင်းရိုက်လို့မကောင်းဘူးအဲ့တော့အဲ့ဒီနေရာနေပြန်ထွက်ခဲ့ကြတယ်ဒီနောက်မှာရှိတဲ့ဟိုပေါ့ wine garden ပေါ့အဲ့ဒီနေရာလေးကိုသွားကျင်တာသွားကျင်တော့ဒီအနောက်ကနေထပ်သွားတာလမ်းမပေါက်လမ်းမပေါက်တော့ GPS နဲ့ယူပြီးရှာပြီးတော့မှတကွေးတစ်ပတ်ကြီးသွားခဲ့ရတယ်သွားတဲ့နေရာမှာအပင်တွေကအုံမိုင်းပြီးတော့မှလူလဲသိမ့်မရှိဘူးပေါ့နော်ဟိုနောက်ကြတော့ဒီနေရာကပိတ်ထားတယ်မဖွင့်ထားဘူးဖြစ်နေတယ်ရောက်ပူတဲ့ညီမလေးပြောတာကတော့အရင်တော့ကဒီနေရာမှာအရန်လှတယ်။ဟုတ်တယ်၊သူ့ရဲ့ပုံလေးတွေကြီးတဲ့ခါကျတော့လေ sunset ကလေတအားလှတာ။ အဲ့တော့ရောင်းလက်စားနဲ့ကိုတွေက channel ကိုပတ်ကြည့်တယ်ဒီဒီတိုင်းပြစ်ထားတာတောင်မှလေ तू ကလေပန်းမင်းနေရလဲလှနေတယ်ဟိုအတီးနံနေရလဲ तू ကနဲ့ तू စိုက်ထားလေတအားကို စိတ်ချမ်းသာတယ်နေခြင်းစရာလေးကိုဖြစ်နေတာဒီတိုင်းပြစ်ထားတာတောင်မှဒါအနောက်မှာကငကမောက်တီးခြံရှိတယ်ဒီရေစစ်တန်တွေပါညာရလည်းအကုန်လုံးသူ့အနေနဲ့သူအဆင်ပြေတယ်။ဟိုးနောက်မှာကန်လေးလည်းရှိတယ် ဒီအပေါ်ဘက်တက်ကြည့်တဲ့ခါကျတော့အဲ့ဒီမှာလူနေတဲ့ပုံစံပေါ့နော်အဲတိတ်မကြသေးခင်ဆိုမနက်လောက်ကမှထွက်ပြီးအပြင်နေပါလေသွားထားတဲ့ပုံပေါ့အခုအိမ်မှာလူမရှိတဲ့ပုံစံမျိုးဖြစ်နေတယ်တဘောကဒီနေရာကပိတ်ထားတယ်ဆာဗစ်မပေးတော့ဘူးဆိုပေမဲ့လည်းအဆောက်အအုံနေတဲ့လူတွေရှိနေတဲ့တဘောပဲပေါ့နော် ဒီနေရာနေမှာစမ်းစက်ကြည့်လို့ရှိရင်အရန်လှတယ်ဟိုးနောက်မှာအင်းလေးတဲ့ကိုအကုန်လုံးမြင်နေရတယ်ပြီးတော့လေတဖြူဖြူလေးနဲ့အမှဝိုင်လေးပဲဖြစ်ဖြစ်ကော်ဖီပဲဖြစ်ဖြစ်တောင်းနေနဲ့စမ်းစက်ကြည့်လို့ရှိရင်တအားလှတာနောက်တော့ဓပုံရိုက်ပြီးတဲ့ခါကျတော့အနားကိုပဲပက်ပြီးတော့မှကြီးခဲ့တယ်ဒါက cherry bin လို့ထင်ခဲ့တာ cherry tea လို့ထင်ခဲ့တာ တကယ်တမ်းစားကြည့်တော့ cherry tea မဟုတ်ဘူးဟိုသူ့ရဲ့အရသာချိုပြီးတော့ cherry tea လည်းမစားဘူးပေါ့နော်သူအထဲမှာလည်းအဆီလေးတွေရှိတယ် နောက်တော့အဲ့ဒီခြံနောက်ဘက်ကိုသွားတာပေါ့ဒါကဟိုအိမ်ဆိုင်ရှင်မဲဖြစ်ဖြစ်ဝန်ထမ်းမဲဖြစ်ဖြစ်အဲ့လိုနေတဲ့နေရာဖြစ်လိမ့်မယ်အဲ့ဒီနေရာလေးမှာနေပြီးတော့မှလည်းအလုံးလုံးရမယ်ဆိုလို့ရှိရင်တော်တော်လေးကိုပျော်ပြီးတော့စိတ်ချမ်းသာဖို့ကောင်းတယ်ဟိုးအနောက်ဘက်မှာ ရေကန်ထဲကိုဆင်းတဲ့ဘက်ရှိတယ်အပြင်နေရာလည်းစိမ့်ဆိုးနေရာပဲရန်အဆင်ပြေတယ်နောက်တော့ပတ်ကြည့်ပြီးတော့ပြန်ပြီးတော့မှဆင်းလာခဲ့တယ်အဲလူသွားလာနေတဲ့အတွက်ကြောင့်မလို့ကားတက်ကဆင်းရတာတော့နည်းနည်းခက်ခဲတယ်ပေါ့နော် အမှန်တော့အဲ့ဒီနေရာမှာထောပတိရဲ့နာမည်ကြီးတယ်ဆိုတဲ့ခါကျထောပတိတုတ်စားဖို့သွားတာပဲနေ့လယ်စာနဲ့စားမယ်ပေါ့နော်ဒါပေမဲ့ဆိုင်ကမပိတ်မဖွင့်ဘူးဆိုတဲ့ခါကျတော့အဲကိုသွားခဲ့ဘူးတယ်လက်တော့အိမ်ကိုသွားခဲ့တယ်အဲလက်တော့အိမ်ကပြီးခဲ့တဲ့နှစ်နှစ်ကမှသွားထားတာပေါ့နော်အဲတော့အဲ့ဒီမှာအစားတောက်လည်းကောင်းတယ်လေကွင်းလေးထဲမှာဝလုံးလေးတွေနဲ့စောက်ထားတာဆိုပြီးတော့မှအင်းဒီဘက်သွားတဲ့ဘက်ကနေမှသွားခဲ့တယ်ရောက်ပြီဆိုတော့ ဘိုင်လဲစာနေရဲဆိုတော့စားဖို့အားခဲထားပေမဲ့ဆိုင်ကပိတ်ထားပါတယ်ရေတွေကြီးပြီးတော့မှသွားလို့မရပါဘူးအဲ့ဒါနဲ့မြို့ရဲဘက်ကိုပြန်လာရင်ဒေသခံတွေကိုမေးတဲ့အခါမှာပွဲတော်ဝင်ဆိုတဲ့ဆိုင်ကိုညွှန်းခဲ့လိုက်တယ်တောက်လျှောက်သွားခဲ့တဲ့ဆိုင်နေကပိတ်ထားတာနဲ့အဆင်မပြေတာဖြစ်တဲ့အခါကျတော့ဒီဆိုင်ကိုလည်းအများကြီးမမျောလင့်ထားဘူးဒါပေမဲ့ဒေသခံတွေညွှန်းပြီးတော့မှဒေသဆက်ဆံရတယ်ဆိုတဲ့ဆိုင်လေးကိုတော့ရောက်လာခဲ့ကြတယ် ကားပါကင်ကကျဲတယ်။ဆိုင်ရှင်လေးတွေကလည်းပြူငါတယ်လူလာတဲ့လူတိုင်းကိုဧခန်တယ်။သူတို့နာမည်လေးတွေလည်းဘင်းမှာဆွဲထားပေးထားတယ်ဒါပေမဲ့နည်းနည်းကြာတော့နာမည်မမိခဲ့ပြီအဲတော့ဗိုက်စာရဲဆိုပြီးတော့ဝိုင်းလာတော့ဝိုင်းနိုင်ကမရှင်းရသေးဘူးဘာဖြစ်လို့ဆိုတော့ဟိုလူကြသွားတယ်ထင်တယ် ကိုရီရောက်တာနည်းနည်းနောက်ကျလို့တော်သေးတဲ့နေရာတော့ရ menu ကြီးကောင်းလှန်ပြီးတော့မှာမလို့နောက်ကြတော့မှဒီမှာဗာနာမည်ကြီးလဲဆိုတော့ဒီ download ထမင်းပေါ့နော်ဒီဥစ္စာရအဲလူ6ယောက်လောက်စားလို့ရတယ်9000ကျွဲပေါ့နော်အထဲမှာဒါတွေဒါတွေပါတယ်ဆိုပြောတဲ့ခါကျတော့ကိုရီလည်းအများကြီးမှာမနေတော့ဘူးတခြားအမိုင်နဲ့ကြာမယ်ဆိုတဲ့ခါကျတော့ဒါပဲမှာလိုက်တယ်ဒါပေမဲ့လုံးဝစိတ်တိုင်းကြာခဲ့တယ်ဒီပဲတီတော့တို့မြင်းခွာရွယ်တော့ အဲအဲ့ဒါတွေကလည်းအရန်လက်ဆက်တဲ့စိမ့်မွားကြောပဇွန်ကလည်းတော်တော်စားကောင်းတယ်ဝက်ချိုကလည်းကောင်းတယ်ငားနှက်လေးကလည်းတော်တော်စားလို့ကောင်းတယ်အဲဒီဆေးခတ်ဟင်းချိုကတော့ကလေးတွေမကြိုက်ဘူးပေါ့နော်ကိုကတော့ဟင်းချိုကြိုက်တယ်ပြီးတော့ဒီဇီးပြူဇီးတောင်းကလည်းထမင်းမိန်စေဖို့အသက်ပဲအဲ့တော့ဘိုက်အရန်စားနေတဲ့ချိန်မှာဆိုတော့ဘသူမှတော့စကားမပြောနိုင်ကြဘူးအကုန်လုံးလူစားနေကြတာ ဒီဟင်းနုနယ်တုတ်လာရေမုံညင်းလားမသိဘူး။သူကလေအရန်လက်ဆက်တဲ့အတွက်ကြောင့်မလို့လေ။ထမင်းစားပြီးတာတော်မှလေ။သူတို့ကမကုံတဲ့ခါကျတော့ဒီတိုင်းထိုင်စားပြစ်လိုက်တယ်။အဲ့တော့ညောင်ရွှေရောက်တို့ရှိရင်တော့ဘယ်သွားမလဲမသိရင်တော့ပွဲတော်ဥဆိုင်မှာစားဖို့ညွှန်းပါတယ်။တော်တော်လေးစားလို့ကောင်းပါတယ်။အဲ9ယောက်ဆိုတော့အဲ9000ဆိုတော့တယောက်ကမှ1000 2000ကျော်လောက်လေးပဲကြာမယ်ပေါ့နော်။ ရဇွန်ကကြတော့အလုံးရှုံးလို့ဆိုပြီးတော့မှအားလုံးစားပြီးတော့မှပဲဒီတိုင်းအမီးသဘောစားကြရပေါ့နော်ကလေးတွေကမကင်တက်ဘူးဆိုတော့ကိုကခွာပေးတယ်ခွာပြီးတော့ပူစားရတာပေါ့အကြောင်းမျိုးမျိုးကြောင့်ခီးသွားတွေနေပြီးတော့မှစိုင်းတွေပိတ်ထားရပေမဲ့လည်းအခုပြန်ပြီးခီးသွားတွေရှိတာကြောင့်မလို့နောက်နေ့နောက်နေ့တင်မှာတော့ဒီထဲမှာပို့ပြီးအစဉ်ပြေလာနိုင်ဖို့မျှော်လင့်ပါတယ်ရှင်